ဒါကတော့ပမာဏနဲ့ဒုတိယပမာဏဆက်သွင်းပြမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ခြင်းမရှိရင်လဲလာမယ့်2015ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့ပါတီဗဟိုလုံးမှုဆောင်အဖွဲ့ဝင်ဥညံဝင်းကဒီကနေ့ပြောကြားလိုက်ပါတယ်။ဒီကနေ့ဗဟန်းမျိုးနယ်တော်ဝင်နှင်းစီခမ်းမမှာကျင်းပတဲ့ပထမအကြိမ်ဗဟိုကော်မတီဒုတိယအကြိမ်အစည်းအဝေးပြီးသတင်းစာရှင်းလင်းပွဲမှာဥညံဝင်းကသတင်းတောက်တွေကိုအခုလိုပြောကြားခဲ့တာပါ။တကယ်တမ်းပြောလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမဝင်ဘူးလို့ပြောတဲ့အခြေပဲပေါ့ဒါမလို့သဘောတရားအရဒီလိုအခြေအနေမျိုးကြီးကရွေးကောက်ပွဲဝင်ခြင်းစရာမရှိဘူးဆိုလို့ဒီလိုအိုင်ဒီယာကိုပြောတာမဝင်ဘူးလို့ပြောတာပေါ့ကျွန်တော်ကြည့်တဲ့ပုံမျိုးကြည့်ကြအောင်ပြောရင်ကျွန်တော်2015ရွေးကောက်ပွဲဝင်ကုန်ပါ ဒါအပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်နိုင်ငံတော်သမ္မတလွတ်တော်နှစ်ရက်ကာကွယ်ရေးဦးစီးချုပ်စတဲ့အထင်ကရပုံကိုယ်တွေနဲ့တွေ့ဆုံဆွေးနွေးနိုင်ဖို့မြစ်တာရက်ခံထားရမှာတရားဝင်အကြောင်းပြန်စာမရရှိသေးဘူးလို့ပြောကြားခဲ့ပါတယ်ခင်ဗျာ